ီနေ့မနေ့ဘုရားဖခင်လက်လက်ဆက်ဆက်ကျွန်တော်ကိုသွန်သင်တဲ့အရာပါဆိုယော်ဒန်မြစ်ရဲ့ဂုံအထွေဖြစ်တယ်အဲ့တော့ယော်ဒန်မြစ်ဆိုတာဒီမှာရှိတဲ့သူတွေကြားဘူးလားပုံလေးပြအောင်ယော်ဒန်မြစ်ကတော့ဒီနေရာမှာသင်တွေ့ရမှာမဟုတ်ဘူးဒီဘက်ကျွန်တော်တို့ပုံရဲ့ဘယ်ဘက်ချမ်းမှာဆိုရင်အဲ့ဒါကအီဂျစ်ပြည်ဖြစ်တယ်ဆိုတော့ဒီနေ့ဆိုလို့ရှိရင်ဒါ the nation of egypt egypt တိုင်းနိုင်ငံဖြစ်တယ်ဆိုတော့အဲ့ဒီမှာ red sea ဆိုပြီးတော့တွေ့ရလိမ့်မယ်။ဆိုတော့ဣသရေလအမျိုးသားတွေဖြတ်ခဲ့တဲ့နေရာဒီပင်လယ်နီဖြစ်တယ်။ဆိုတော့အဲ့မှာမြားနီအောင်ပြတဲ့နေရာလေးတင်ကြည့်ပေးပါ။ အဲ့ဒီဣတဒလလူမျိုးတွေကအေဂရုပြည်ဂေါရှင်ရာကနေပြီးတော့မှပင်နယ်နီကိုဖြတ်တယ်သူတို့ဖြတ်တဲ့နေရာကတော့အဲ့ဒီအောက်ကအကျယ်ကြီးနေရာမို့ဟိုးအထက်ဆုံးပိုင်းကရှိနေတဲ့အဲနေရာလေးပေါ့ဒါတိမ်မဲ့မြညာရှင်တွေသူတို့ရှာတွေ့ထားတဲ့နေရာဖြစ်တယ်ဆိုတော့အဲ့ဒီနေရာကနေပြီးတော့ဆင်းလာမယ်ဆိုရင် Mount Horeb ဆိုတာဒီဘက်ပုံရဲအောက်ခြေမှာတွေ့မယ်ဆိုအဲ့ဒါဆိုရင် Horeb တောင်လို့ခေါ်တယ်နော်အဲ့ဒါဘာမလို့ခေါ်မယ်ဆိုလို့ရှိရင်သီနာတောင်လို့လည်းခေါ်တယ်ဆိုတော့အဲ့ဒီကနေတဆင်းဣဒလာမျိုးတွေတော်ထဲမှာလဲတာအဲ့မှာမြားလေးကပေါ်ပြန်တက်သွားတယ် အမ wilderness of Paran Kadesh Barnea အင်းလို့မြန်မာမြန်မာလူကြဘလို့ခေါ်လဲဆိုတော့ကာဒေရှာဘာနာအရက်လို့ခေါ်တယ်ဆိုတော့အဲ့ဒီကာဒေရှာဘာနာရက်ကနေပြီးတော့မှထပ်ပြီးတော့မှအဲသူတို့ကမောဘလူမျိုးကိုဖျက်တယ်မောဘဆိုဟိုဘက်မှာရှိတယ်အဲ့ဒီကမှတဆင်ဟိုးအပေါ်နားလေးမှာယော်ဒန်မြစ်ဆိုတာရှိတယ်ဆိုတော့ဣသရာအမျိုးတွေသူတို့ဖျက်ရတယ်ဆိုတော့မြစ်တစ်ခုဒီပထမပြည်ပင်လယ်နီကိုဖျက်ပြီးတော့မှနောက်ဖျက်တဲ့နေရာဒီဟိုဘက်အပေါ်ဆုံးမှာမောအက်လို့ခေါ်တဲ့အဲ့ဒီမောဘလူမျိုးရဲ့အထက်မှာယော်ဒန်မြစ်ရှိတယ် ကျွန်တော်ကပြောင်းယော်ဒန်မြစ်ခရစ်ယာန်အသက်တာဒီလည်းပဲဣသရေလအမျိုးသားတွေရဲ့ခရီးစဉ်ကဲ့သို့ပဲတင်သွားမှာဖြစ်တယ်။တင်းရဲ့ဝိညာဉ်ရေးအသက်တာဒီပထမဦးဆုံးစဖြတ်တဲ့ပင်လယ်နီဖြတ်တဲ့အရာဒီအဲ့ဒါဒီဘတ်တိဇံမင်္ဂလာယင်းနှချင်းမင်္ဂလာကိုပုံဆောင်တာဖြစ်တယ်။ကျွန်တော်ကပြောင်းလူပေါင်းတို့သည်ကဲတင်ချင်းတို့ရောက်၍တမန်တရားကိုတည်စေခြင်းကဘုရားသခင်အလိုရှိကျွန်တော်မြတ်သခင်ယေရှုခရစ်တော်ရဲ့ဘေးနားရှိတဲ့လူဆိုးလေး တေကန်ဤချိန်မှာမလေကျွန်တော်ကိုနိုင်ငံတော်တရားရင်ကိုတော့အောက်မေတ္တိရပါလို့ပြောတာသူကသူကကျမ်းစာကြောင်းလည်းမတက်ဘူးလေဖះကြောင်းလည်းမတက်ဘူးသူတို့ခေတ်ကာလတုန်းကရှိတယ်တရားစရက်မှာလည်းသွားပြီးတော့မှဥပုံဆောင်မှုတဲ့သူလည်းမဟုတ်ဘူးလေဒါပေမဲ့သူကယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့ကြောင်းသူပါဖြစ်သွားလေကဲတင်ချင်းရသွားတယ်သူကတော့အသက်ရှင်နေတဲ့အချိန်မှာတော့ဖះနဲ့ပတ်သက်တဲ့အရာကိုသူကောင်းကောင်းသိချင်မှသိနိုင်မယ်ဒါပေမဲ့ကဲတင်ချင်းရပြီဖြစ်တဲ့ကြောင်းသာဝရကာလမှာတော့သူဖះကိုဆက်လက်ကြွန်းနေအောင်အာမင် ကဲဒါဆိုဒီနေ့ဒီမှာရှိတဲ့သူကျွန်တော်မေးမယ်ဒီနေ့ဒီမှာရှိတဲ့သူကေတင်ချင်းရပြီလို့ဒီလက်ထောင်ယေရှုတင်နေတယ်ပြန်ချလိုက်ကေတင်ချင်းတော့တင်းတက်တာရောက်ပြီရောက်တယ်လို့ပဲပြောပြောရတယ်လို့ပဲပြောပြောတခါညာတရှိသောသူတွေအဲ့နှစ်ခုနဲ့တိုင်ပတ်ရောက်တာနဲ့ရတာနဲ့မတူဘူးသူကလာပြီးညင်းတာရှိတယ်အဲ့တော့ all men shall be saved and to come to the knowledge of the truth သမာတရားကိုသိကျွမ်းစေဖို့တဖရားလို့ရှိတယ်နံပါတ်1အရင်ဆုံးကသင်ကကေတင်ချင်းရပြီဖရားသားဖြစ်ပြီအိမ်တော်သားဖြစ်ပြီ ကောင်းရင်နိုင်ငံဝင်ခွင့်လက်မှတ်ရပြီ။တင်းတင်းအပင်ငယ်မသွားတော့ is very good ။တင်းရဲ့အသက်တာထဲမှာအဲ့ဒီအနေထားလောက်ပဲတင်းရှိနေတဲ့ဆိုရင်တင်းဒီအလွန်ကိုမှာတင်းဒီ immature christian မယဉ်ကျက်သေးတဲ့ခရိယန်တယောက် immature sons and daughters of god မယဉ်ကျက်သေးတဲ့ဖခင်ရဲ့သားသမီးအစ်မပဲရှိသေးတယ်။ဘာကြောင့်လဲနှုတ်ကပတ်တော်ကပြောတယ်ကရင်ရရင်ပြီးပြီဆိုလို့ရှိရင်ဒီနေ့ဒီမှာရှေ့ဆိုအရောက်ဆရာအသက်ရှင်စရာမလိုတော့ဘူး။ ကျွန်တော်မတန်းတန်းလက်ရှိရင်ကျွန်တော်အကုန်လိုက်ပြစ်တယ်မှာတန်း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 သွားသွားကောင်းနေငါသွား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 မြန်သွားတော့ why are you living on this earth ဒီဘုံမြေကြီးမှာတင်နေစရာအကြောင်းမရှိတော့ဒါပေမဲ့သင်အခုကတည်းကရပြီဖရာသားဖြစ်ပြီးအိမ်တော်သားဖြစ်ပြီးဒါပေမဲ့သင်ရဲ့အသက်တာနောက်ထပ်လမ်းဖို့ရန်အတွက်သင်တတာဆက်လက်သွားမယ်နေရသည်တမန်တယောက်ဒီကျွမ်းဖို့တဖြစ်တယ်ပြောအောင်ဘေးနာပြောတမန်တယောက်ဒီကျွမ်းမှာအဲ့ဒီတမန်တယောက်ကိုတီကျွမ်းဖို့ရန်အတွက်အေဂရုပြည်ကနေပင်လယ်နီကိုဖြတ်ပြီးတော့မှထွက်လာတဲ့ဗတ္တိဇံကိုပုံဆောင်တဲ့နေရာမှာပဲနေလို့မရဘူး အဲ့ဒီအနှစ်ပေါင်း40လုံးလုံးဣတလာအမျိုးသားတွေဖြတ်ခဲ့ရတဲ့နေရာအပြီးပြီးကခရစ်ယာန်အသက်တာရဲ့ယဉ်ကျေးခြင်းအစင်းစင်းကိုပေါ်ပြနေတာဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တရားဟောခဲ့ဘူးလားကြားဘူးကောင်းကြားဘူးလိမ့်။ဒါပေမဲ့အချို့သောသူတွေကလည်းတခါကြားဘူးပြီးတော့မေ့သွားပြီးတော့မှထောင်ထွက်တွေကြားပြန်နေဖြစ်နေတယ်။ထောင်ထွက်ဆိုတာသိလား။ဒီဘက်ကထောင်တယ်ဒီဘက်ကထွက်တယ်ဒီဘက်ကကြားတယ်ဒီဘက်ကပြန်သွားတယ်အထောင်ထွက်နဲ့ကြားပြန်လို့ပြောတာ။အဲ့ဒီပင်လယ်နီကနေဖြတ်လာပြီးတော့မှအဲ့တော့သူတို့အီလင်ရက်ကိုရောက်တယ်မာရမာရကျွန်တော်ကြားဘူးတယ်မလား။ ကျွန်တော်ရေရခါတယ်လေအဲ့တော့ရေမတော့နိုင်ဘူးတခါနဲ့မောရှေကနေပြီးတော့မှတစ်ပင်ကိုတခါနဲ့ရေထဲကုတ်ထည့်လိုက်တဲ့အခါမှာအဲ့ဒီမှာရေရချိုးသွားနမိလက္ခဏာမြင်ရတယ်ဒါပေမဲ့ဖျားကိုအပြစ်တင်ပြီးတော့မှညီးတွားဆဲပဲတိနာတောင်ရလာတယ်ဟာတကယ့်ကိုမှ revive ဖြစ်သွားပြီ노ထောင်ဖြစ်သွားပြီဒီခရိယန်တော်တော်များတဲ့တမှာအဲ့လိုပဲရေလဲ노ထတော့နောက်တစ်ခါလဲ노ကြတာလားကြားနိုးတာတော့မသိဘူးအာရေလဲအာပါပြီးလဲပြီးတော့အဲအချိန်နဲ့နောက်တစ်ခုရောက်တဲ့အခါကျတော့အရင်ပုံစံတိုင်းပဲဒုံရင်းကဒုံရင်းဖြစ်သွားတယ် ိနတာမှာလည်းရေလေဘုရားသခင်အတန်တော်ကိုကြားတယ်မိုးတိမ်တယ်နဲ့ဘုရားသခင်ကမိုးတိမ်တခါနဲ့ဖုံးလွှမ်းပြီးတော့မှဘုရားရဲ့အတန်တော်ကိုကြားပြီးတော့မှအောင်းစရာကောင်းလောက်အောင်ဘုရားသခင်ရဲ့လက်ညှိုးတော်နဲ့ဘုရားသခင်ကိုယ်တိုင်ကရေးပေးတဲ့ပြည့်ညတ်တော်ဆက်ချက်ကိုလည်းပဲဟာသူတို့ကအောင်းဝေရနမိတ်လက္ခဏာနဲ့ဘုရားပြင်ဆင်ပေးတယ်ဒါပေမဲ့မောရှင်နဲ့နော်ခေါင်းဆောင်ဖြစ်တဲ့သူရဲ့လက်ထောက်ခေါင်းဆောင်ဖြစ်တဲ့ယောရှုကတောင်းမှာရက်ပေါင်း၄၀လုံးကြားရကမှာအောက်မှာရှိတဲ့လူတွေကထင်တိုင်းတောင်းကြတယ်ငါတို့ကိုအဲ့ကုရုပြည်ကနေတော့ထုတ်ဆောင်တဲ့ဘုရားအမတ်နဲ့ရှင်နွားသင်ငယ်ရုပ်ကိုလှုပ်ပြီးတော့မှအောက်မှာရေးလေတောင်းကြတယ် မောရှိစဉ်းစားတဲ့အခါမှာအယံကိုမှဒေါသထွက်ပြီးတော့မှအဲဒီပညာတော်ဆက်ချက်ကိုရတဲ့ကြောင့်မင်းချက်ကိုတခါတည်းပြစ်ပေါက်ခွဲပြီးတော့မှလူတွေအဲ့နေမှာမြောက်များစွာတေကြတယ်။ကျန်တဲ့မှာမတတ်နေတာလေ။အဲ့ဒီသီနာတောင်မှာဘုရားကိုစန့်ကျင်ပုံကံပြီးတော့မှမကောင်းသောမတရားသောမိထုံဟိုတောက်စားရင်မှုပြောပါခြင်းနဲ့လုပ်တဲ့လူသုံးတော်သေးတယ်။ဒါပေမဲ့အဲ့ဒီရဲ့စန့်ကျင်ဘက်ပင်တေကုတ်တွေပွင့်နေမှာလူဘယ်နှယောက်ကကြင်ရင်ရတယ်။လူဘယ်လောက်လဲ?သုံးထောင် ဓမ္မောင်းခေကာလကပြည့်ညတ်တရားရဲ့အောက်မှာဘုရားရဲ့စကားကိုနာမခံမဲနဲ့လှုပ်ချင်တာလှုပ်တဲ့သူတွေ၃တောင်တည်သွားကြတယ်လည်းပဲဓမ္မတိခေကာလမှာသန့်ရှင်သောဝိညာဉ်တော်ဆင်းသက်တဲ့အချိန်မှာလူ၃တောင်ပြောင်းလဲ Mount Horeb လို့ခေါ်တဲ့နေရာရက်ကနေတော့ရေလေဆက်ပြီးတော့ဒိုးတာအပေါ်ပြတ်တက်သွားတယ်တော်ထဲမှာလဲတာဒါကြောင့်အသွားမဲ့အသွားမဲ့ခီးလန်းကလေအဲဒီဟိုကနေ Egypt နဲ့ဒီအာဣဒရီလာနဲ့သွားမယ်ဆိုလို့ရှိရင်တပတ်လောက်ခီးသွားရင်တော့မှရောက်တယ်တဲ့ဒါပေမဲ့ပြဿနာကဘာလဲသူတို့နှစ်ပေါင်း40လုံးလုံးတော်ထဲမှာကြာသွားတယ် အဲ့ဒီကနေပြတခါနဲ့ကာရီရှာဘာနာအရရောက်တော့အာတခါနဲ့တော်သေးကနေအရမှလည်းပဲဘုရားသခင်ကိုရောကျွန်တော်တို့ကိုလေအသားကျွေးပါအသားစားခြင်းနဲ့အိုးဘုရားကနေပြီးတော့မှအရှိလေးကိုဘုရားကပြင်ဆင်ပြီးတော့မှများစွာသောငုံနေငုံကောင်တွေကိုတခါနဲ့မိုးရွာသလိုတခါနဲ့သူတို့ကိုတတ်စခန်းမှာတခါနဲ့ရွာချပြီးတော့မှသူတို့ရေးလေလေတခါနဲ့ပါဇက်ထဲကပြန်ထွက်နှာခေါင်းထဲကထွက်အိုးသူတို့ရဲ့နော်အင်္ဂါအစိပ်ပိုင်းနဲ့အသီးသီးအကုန်ပြန်ထွက်တိတယ်အောင်ဖေးတဲ့ထီကိုစား အဲ့မှာလည်းလူတွေအများကြီးသိတယ်။ဒါကြောင့်ဘုရားသခင်စကားကိုတစ်ချိန်ပြီးတစ်ချိန်နားမထောင်ဘူး။အောင်းစရာနမိတ်လက္ခဏာနဲ့သူတို့မြင်ရတယ်။တူတူနဲ့လူရင်းပြောရမယ်ဆိုရင်အဲ့ဒီနေရာမောဘလူမျိုးကိုဖျက်ပြီးတော့မှခါနန်ပြည်ကိုဝင်စားဖို့ရန်အတွက်ယော်ဒန်မြစ်ကိုဖျက်ဖို့ရန်အချိန်ဖြစ်လာတယ်။အရင်တုန်းကသူတို့ရဲ့တပ်တားတွေမှတခုခုဒုက္ခရောက်ပြီးဆိုရင်တချိန်အမြဲတမ်းအေဂုတုကိုပြန်ပြန်ပြီးတော့တတိယရတယ်။အေဂုတုပြည်ကထွက်လာတော့ညာလည်းပဲအထက်ရရှိတဲ့အေဂုတုကမထွက်ဘူး။ ဒီနေ့ခရိယန်ညီကောင်မတော်ကြီးကိုကိုပြောနေတာငါကတော့လောကနဲ့မဆိုင်နဲ့ငါတို့ကဖယားသားငါတို့ကတော့ကယ်တင်ရင်းရပြီးတဲ့ဖယားသားဒါပေမဲ့လောကနဲ့ပတ်သက်တဲ့အရာတွေကပဲကိုယ့်ရဲ့တတာကိုစွမှုထားဆိုတင့်ကိုယ်တင်ပြန်မေးကြည့်ပါတင်လောကတဲကထွက်တာတော့ညာလည်းပဲလောကကတင့်ထဲကထွက်ပြီလားလောကကတင့်ထဲကမထွက်သေးဘူးဆိုရင်တင်ဒီလည်းပဲဣသရေလအမျိုးသားတွေကဲ့သို့ပဲတောလျာကျမ်းကိုဆက်ရေးမဲ့သူတွေဖြစ်တယ်။ဒီနေ့ဘယ်နှယောက်ကများတောလျာကျမ်းကိုဆက်ရေးခြင်းနဲ့သူရှိတယ်။ကျွန်တော်တောလျာကျမ်းတော့ဆက်မရေးခြင်းဘူး။အာမင်ဟာလေလုယာ။ ဇီးအောင်တောင်မှာပဲဖခင်နဲ့ကိုးကွယ်ခြင်းနဲ့ဟာလေလုယာအဲ့ဒီအသက်တာထဲမှာသူတို့ရဲ့အသက်တာတော်လေပြီးတော့မှလှုပ်ချင်တာတွေလှုပ်ပြီးတော့မှဖခင်ကသူတို့ရဲ့အသက်တာကိုလေတကက်ကိုမှမင်းတို့ကငါထားပလိုက်ခြင်းတော့ပြီမင်းတို့ဆက်သွားရင်သွားငါမျက်မှောက်ကတော့မင်းတို့နဲ့အတူမသွားဘူးကွာကောင်းဝင်တမန်နေမင်းတို့တို့လှုပ်ပေးမယ်ရှယ်လှုပ်ပေးမယ်ကောင်းဝင်တမန်အခုဒီနေ့ခေတ်ကာလမှာကောင်းဝင်တမန်နေအလွန်ကြီးအားကိုးတဲ့သူတွေပြဿနာတက်တယ်ကောင်းဝင်တမန်တော့ဖခင်သခင်ဆေလွတ်ပြီးတော့မှအလွန်လှုပ်လို့ရတယ်ဒါပေမဲ့ဖခင်မျက်မှောက်တော့မပါရင် မသွားဘူးလို့ပြောတဲ့မောရှေကိုတော့သင်သတိရပါမောရှေကတော့ကောင်းဝင်တမန်လွတ်လည်းပဲစိတ်ဝင်စားဘူးကိုရောကိုတိုင်းမသွားဘူးဆိုရင်မရဘူးကိုရောကိုရောမျက်မှောက်မပါဘဲနဲ့မရဘူးအဲ့ဒီလောက်ဖောက်ပြန်တဲ့အမျိုးအဲ့ဒီလောက်ဘုရားရဲ့စကားကိုနားမလည်အမျိုးနမိတ်လက္ခဏာမြင်ရတဲ့အခါမှာဟာလေလုယာပရိသတ်လောလောဒုက္ခရောက်တဲ့အခါမှာဘုရားကိုပြန်ပြီးတော့မှအပြစ်တင်တယ်ဘုရားခွဲခန့်ထားတဲ့ဘုရားကောင်းဆောင်ကိုပြန်ပြီးတော့မှအပြစ်တင်တယ်အဲ့ဒီသူကိုလည်းဘုရားကဆက်ချစ်နေတယ်ကျွန်တော်ပြောမယ်တင်း တတ်တာကမှသင်ပေါက်ကရလုံးပြီးတဲ့ຢာရရှိမယ်အတွေးခေါ်မားတဲ့ຢာရှိမယ်ပြောတဲ့စကားမားတဲ့ຢာရှိမယ်ဒါပေမဲ့ဘုရားသခင်ကိုအယမ်းချစ်တယ်မေဆွေအဲ့ဒီဘုရားရဲ့အချစ်ကသင်ကိုနောင်တလမ်းလို့သွေးဆောင်နေတာဖြစ်တယ်အဲ့ဒီဘုရားရဲ့အချစ်ကသင်ကိုလက်မလွတ်လိုက်ဘူးသင်ကိုလက်မလျှော့ဘဲနဲ့ဆက်ပြီးတော့မှဘုရားချစ်နေတယ်ဆိုရရပမာသင်ကနှွယ်ဆိုးဆိုးဖို့တဘုရားသခင်လိုမရှိသင်ကအဲ့ဒီအချိန်မှာဘုရားရဲ့မြေတားကိုတုံ့ပြန်ပြီးတော့မှယဉ်ကျက်သောဘုရားသားဖြစ်သင်ရဲ့အသက်တာကိုဘုရားတန်အနံ့ဖို့ရန်အတွက်ဘုရားသခင်သင်ကိုခေါ်နေတာဖြစ်တယ်မေဆွေ။ ကျွန်တော်ပြောတာမဟုတ်တော့နှုတ်ကပါတော့ပြောတယ်အဲ့ဒီနှစ်ပေါင်း60လောတောလဲတဲ့အရာကတဲ့ငါတို့ယုံကြည်သူတွေရဲ့အသက်တာကိုပုံဆောင်နေတာဖြစ်တယ်အဲ့ဒီယော်ဒန်မြစ်ကိုဖျက်ဖို့ရန်အတွက်ဖြစ်လာတဲ့အခါမှာကြတော့အဲ့ဒီဣသရေလအမျိုးသားတွေတောထဲမှာအကုန်ဖေခဲ့ပြီမဆွေဒါကြောင့်အင်ဂုတုဘီကထွက်လာတဲ့မောရှင်ရဲ့ generation တော်တော်များကြီးမယ်ဆိုလို့ရှိရင်အားလုံးတောထဲမှာပဲသေရမောရှိကုနာတော်မှာဘုရားသခင်ရဲ့စကားကိုနားမထောင်ဘဲနဲ့ကြောက်ကိုနှုတ်နဲ့မှားထားဖို့ရန်အတွက်ဘုရားခိုင်းတဲ့ယောက်ကိုမမှားဘဲနဲ့သူကကြောက်ကိုနှချက်ရတဲ့အခါမှာ ခရစ်တော်နှခါအသေးခံမဆိုတဲ့ပုံဆောင်ချက်ကိုမောရှေလုံးမိတဲ့အတွက်ကြောင့်မောရှေဟာခန္ဓာပြူကိုမဝင်ခဲ့အောင်ဖယားတမသူအချိန်ချင်းတောင်းဆိုပြီးတော့မှကျွန်တော်ခန္ဓာပြူဝင်ဖို့ရန်အတွက်တော်ပြီတမ်းပြီမင်းအဆက်မပြောနဲ့တော့မောရှေမောရှေရဲ့ generation မှာခန္ဓာပြူဝင်စားတာနှစ်ယောက်ပဲရှိတယ်ယောရှုနဲ့ကာလဖြစ်တယ်ထွက်လာတဲ့လူကအမျိုးသားကြီးပဲ6သိန်းအမျိုးသမီးနဲ့ကလေးနဲ့တော့မပါဘူးတွေ့ကြည့်လိုက်လူသန်းနဲ့ချီနေအဲ့ဒီလူတွေအကုန်လုံးတောထဲမှာအကုန်သိရတယ်အတွေးခေါ်မပြောင်းတဲ့ generation ဖယားခင်အကုန်ထားခဲ့တယ် ဒါဆိုရင်အဲ့ဒီခန္ဓာပြည်ကိုဝင်စားတဲ့အမျိုးထဲမှာအသက်20နဲ့အသက်20ရောက်ဖြစ်တဲ့တောထဲမှာပဲမွေးလာပြီးတော့မှကြီးပြင်းလာတဲ့လူငယ်တွေကပဲခန္ဓာပြည်ကိုဝင်စားတာဖြစ်တယ်။အဲ့လိုပြောလို့ဘုရားသခင်ကအိုပေဘုရားမဟုတ်။အိုတဲ့သူကိုပယ်တယ်ငယ်တဲ့သူတွေကိုပဲဘုရားသခင်ကယူတယ်မဟုတ်ဘူးမိတ်ဆွေ။ဘုရားရဲ့ဂတိတော်ကိုမယုံနိုင်သင်ကြံခဲ့လိမ့်မယ်။ဘုရားရဲ့ဂတိတော်ကိုယုံတော်သူအတွက်ပဲဘုရားသခင်အဲ့ဒီသူတွေနဲ့ဘုရားသခင်ကြီးမားစွာအမှုကိုဆက်လက်ပြုနေစေဖြစ်တယ်။ အဲ့ဒီယောရှုနဲ့ကာလက်ကတော့ဟိုးအေဂုတုပြည်ကထွက်လာတဲ့အချိန်မှလည်းမာတဲ့ကပါတဲ့သူဖြစ်တယ်။အဲ့ဒီမှာပါတဲ့ကာလက်ဆိုတဲ့ပုဂ္ဂိုလ်ကလေခါနန်ပြည်ကိုဖျက်ပြီးတော့မှဟေပြုံတောင်ကိုအပိုင်သိမ်းဖို့ရတဲ့အဲ့ဒီအချိန်မှာသူ့အသက်ကဘယ်လောက်ရှိပြီလဲထင်လဲ85နှစ်အဲ့ဒီ85နှစ်ရွယ်အဖိုးကြီးကာလက်ကနေပြီးတော့မှဟေပြုံတောင်ကိုကျွန်တော်အပိုင်ပေးပါ Give me Mount Hebron ကိုကိုအသက်ကြီးပြီးတော့ထင်နေတဲ့သူရောက်ဆရာကျွန်တော်ပြောမယ်ကျွန်တော်ပြောမယ်ကျွန်တော်ဖျားသခင်အသက်ရှင်ခွင့်ပေးရင်တော့အသက်80 90 100အထိလက်ဒိုးနေပါမယ် Hallelujah ဒီကျမ်းမာတဲ့ခန္ဓာကိုယ်ကြီးကဂျင်သွားပြီးတော့မှသူများရှိမှအလှပြဖို့တက်သက်မဟုတ်ဘူးလေဒီကျမ်းမာတဲ့ခန္ဓာကိုယ်ကြီးကအသုံးချဖို့ရန်အတွက်ဖြစ်တယ်အိမ်မှာအလှပြအလှပဆုံးတကယ်ရေလေရှိုင်းထားတဲ့ကားကအိမ်မှာယက်ထားပြီးတော့မှ Facebook ပေါ်မှာဓာတ်ပုံတင်ဖို့တမ်းဖို့တာကားဆိုတာကဘိန်းလိန်ပြီးတော့မှသွားမှာပဲသူကလူလူတဲ့နေရာကိုရောက်မှာလေသင်မောဆိုတဲ့နေရာလည်းဘလောက်ပဲကောင်းကောင်းရေထဲမှာမချပဲနဲ့ဒီတိုင်းအလှကြည့်တိုင်းဘာသာသုံးဆောင်လို့ရမှာလေထုံနည်းလည်းကောင်းမဲ့ဘုရားသခင် ခွဲကန့်ထားတဲ့ဒီခန္ဓာကိုယ်ကျမ်းမာတဲ့ခန္ဓာကိုယ်ကြီးကနိုင်ငံတော်အတွက်အသုံးမချဘဲနဲ့အလှပြဖို့တဲ့ဆိုဘာသာလို့ဆောင်းမလဲစိန်ခေါ်ခြင်းနဲ့ဒီမှာရှိတဲ့သူတယောက်ရှိတိုင်းအေဂုတုလူတွေမြောက်များစွာကြံခဲ့ပြီးတော့မှဖျားသခင်ကခန္ဓာပီတဲ့ကိုဝင်စားစေဖို့အတွက်ဣတလအမျိုးသားတွေမှာအသက်20နဲ့20အောက်ပဲဝင်နေခွင့်ကိုဖျားပေးတဲ့ခါမှာနောက်ဆုံးယော်ဒန်မြစ်ကိုဖြတ်ဖို့အကြောင်းဖြစ်လာဒီတခါယော်ဒန်မြစ်ကိုဖြတ်တဲ့ရာသီဟိုပင်လယ်နီဖြတ်တယ်လို့ဗတ္တိဇံပြန်ခံရတာမဟုတ်ဘူး ဒီတကယောနမြစ်ကိုဘုရားသခင်ကဖျက်ဆီးနေရသည်ဘဝအသက်တာထဲမှာဘုရားသခင်နဲ့နှစ်ဖူးတွေ့ဒူးတွေ့ဖျက်ရတာဖြစ်တယ်ယောနမြစ်ဖျက်တဲ့အခါမှာကျတော့လေပင်လယ်နီဖျက်တယ်လို့မျိုးမဟုတ်တော့ဘလို့ဖျက်လဲပင်လယ်နီကမဖျက်ခင်ကတည်းကမောရှေကနေတော့တခါရဲအိုးလန်ဒန်ကုန်မြောက်တဲ့အခါမှာဘုရားသခင်ကလေကိုပြင်ဆင်ပြီးတော့မှတခါရဲအဲ့ဒီနေရာအရက်မှာပင်လယ်ကနှချမ်းကွဲသွားပြီးတော့မှ၆သွေးတဲ့မြေမှာသူတို့ရှောက်ရတာလေ အောင်စရာဘလောက်ကောင်းလဲဘုရားသခင်ကသူတို့ကိုတောမှာနှစ်ပေါင်း40လုံးပို့ဆောင်တာကမှအင်ဂျီလည်းမဟောင်းဘူးတဲ့ခြေနေလည်းမပြတ်ဘူးတဲ့ဘလောက်ကောင်းလဲနော်လိုချင်တာအဲ့ဒါမျိုးတင်းခုဝဲတဲ့ကပအကောင်းဆုံးဟိုဘာရှူးတွေညာရှူးတွေတဲ့ branded တဲ့တာတဲ့အနှစ်40လုံးလုံးမပြတ်ဘူး hallelujah နှစ်တိုင်းနှစ်တိုင်းရှောက်နေတာအဝတ်စားတွေလည်းလုံးဝတယ်ဒီလောက်ဒီလောက်နှစ်ပေါင်း40လုံးကြာတော့ဘုရားကအဝတ်စားလည်းမဟောင်းတော့စေဘူးဒါကြောင့်ကျွန်တော်ပြောမယ်တလားအဲ့ဒါမျက်မှောက်တော်ထဲမှာ hallelujah ကျွန်တော်ကျွန်တော်ပြောချင်ဘိနာတိပြောလိုက်မျက်မှောက်တော်ထဲမှာရှိရင်ဘယ်တော့မဟောင်းသွားဘူး ဖျားသခင်ရဲ့ဗဉ္ဉင်တစ်တာတွေမှာရှိတဲ့အပွင့်ပွင့်နဲ့အာရုံရဲ့လန်ဒန်ရွှေအိုးထဲမှာထည့်ထားတဲ့မန္နမုတ်အဲ့ဒါတွေကမပြတ်မပြတ်စီရောလောက်မှမတက်တာဟာတခါတည်းအမရစ်ပရောဟိတ်တွေကတခါထန်ဟာငါတို့အနံ့ရပြီအထက်ရရှိတဲ့မန္နမုတ်တော့သုံးနေပြီအထက်ရရှိတဲ့အာရုံရဲ့အပွင့်ပွင့်နဲ့လန်ဒန်မှာရှိနေတဲ့အပွင့်တွေကတော့လေအကုန်လုံးညှိုးနှံနေပြီငါတို့လည်းရေလေးပါလေးသွားဖြန်းပေးဦးမှာမုတ်လေးပါလေးငါတို့အသေးလေးမှာကြားဘူးလားအဲ့ဒါကျန်တာမှာဖတ်ဘူးလားဒါဆိုရင်အဲ့ဒီဗဉ္ဉင်တစ်တာတွေမှာရှိနေတဲ့အရာတွေအားလုံးဘာဖြစ်နေလဲ ရေခဲတရတောင်ကောင်းသေးတယ်။အမြဲတမ်း lesson အဲ့ဒါဘာဘုံဆောင်တာတလား။ဘုရားသခင်မျက်မှောက်တော်ဘုံဆောင်တာဖြစ်တယ်။ဘုရားရဲ့မျက်မှောက်တော်ထဲမှာသင်နေသင်ပို့ချောလာလိမ့်မယ်။ဘေးနားဒီပြောလဲသင်ပို့ချောလာမယ်မျက်မှောက်တော်ထဲမှာနေပါလို့။ဘေးနားပြောလဲသင်ပို့ချမ်းလာလိမ့်မယ်။သင်ပို့ဦးထဲမှာခေါ်အားရှိလာလိမ့်မယ်။မျက်မှောက်တော်ထဲမှာနေအဲ့တော့ယော်ဒန်မြစ်ကိုဖျက်ဖို့ရင်အချိန်နေမှာကြတော့အဲ့ဒီယော်ဒန်မြစ်က ီတိုင်းတမယိုးကြလေပါပါလေးပဲမောရှိလက်ထက်လိုပဲငါတို့အသားလေးပဲနေရ6သွင်းအောင်လုပ်ပေးလေငါတို့က6သွင်းတဲ့မြေမှာအသားလေးလက်လျှောက်တော့မဟုတ်တော့ဘူးဒီတကရှော့တဲ့အခါမှာဘလို့ရှော့လဲဟမ်ယေဘရဟိတ်ဒီရေရေထဲမှာခြေထောက်ချတဲ့အခါမှာဖြစ်လာတယ်ရေကိုဘုရားသခင်အားတဲ့ရက်တန့်စီတယ်ယော်ဒန်မြေကိုဘုရားရက်တန့်စီတယ်အဲ့ဒီရစီတန်တဲ့ယော်ဒန်မြစ်ကိုယော်ဒန်မြစ်ကြဟိုးအနဲ့ကြီးဟိုးတမုတ်တရားတော့နဲ့တဲ့ပင်တော်နဲ့နေရမဟုတ်ဘူးဘုရားသခင်အဲ့ဒီရေကိုတဲ့ အာဒံမြို့မှာတဲ့ပုံပုံကြွစီပြီးတော့မှာတဲ့ယော်ဒန်မြေကိုဘုရားသခင်ကညင်သက်စီတယ်ရက်တန့်စီတယ်ဘုရားဖြစ်တယ်။သူတို့၆သူနဲ့မြေမှာရှောက်ရတာလည်းမဟုတ်ရေမရှိတာလည်းမဟုတ်ရေရှိတယ်။ဒါပေမဲ့အဲ့ဒီရေကသူတို့ကိုလွန်မှုသွားလို့မရဘူး။ဣဒလာယေဘရဟိတေတခါတည်းဖြတ်လျှောက်သွားတယ်တခါတည်းဣဒလာမျိုးသားတွေလောက်နောက်ကနေပြီးတော့လိုက်လာကြတယ်။ခီးစဉ်တစ်ခုသွားတဲ့ခါမှာလေဘုရားလူတွေကလေအရင်ဆုံးသွားရတာဖြစ်တယ်။ဣဒလာရဲ့ structure မှာပြင်ကြည့်ရင်အသေးခံမဲ့တသားတွေရောအရင်လိုမျိုးအရှိရရှိတဲ့ခေါင်းဆောင်တွေအရင်သွားရတာဖြစ်တယ်။ မင်းတို့ကောင်တွေအရင်ဆုံးအဖေခံပြီးမှငါငါနောက်ကလိုက်လာမယ်အဲ့လိုမဟုတ်ဘူးခေါင်းဆောင်ကအရင်သွားတာဖခင်အခွင့်အရေးနဲ့ယေဘုရောဟိတ်တွေကအရင်ဦးဆုံးစပြီးတော့မှခြေလန်းလာတာမင်းတို့သွားပြီးတော့စမ်းကြည့်ပါလားမင်းတို့နှစ်သွားလားမနှစ်သွားလားငါတို့သိချင်လို့ပြီးမှငါတို့လိုက်လာခဲ့မယ်အဲ့လိုမဟုတ်ဘူးဒီနေ့တင်းရဲ့အသက်တာထဲမှာဖခင်သခင်ကဝိညာဉ်ရေးရမှာခေါင်းဆောင်ဖို့ရတဲ့ဖခင်သခင်လို့ရှိတယ်အဲ့ဒီအချိန်မှာဣသရေလယေဘုရောဟိတ်တွေကစတင်ပြီးတော့ခြေလန်းတဲ့ကောင်ဖခင်သခင်ကယော်ဒန်မြေကိုရပ်တန့်စေပြီးတော့မှသူတို့ရှောက်သွားလို့ရတဲ့အနေထားကိုဖခင်သခင်ကဖြစ်စေတယ် အဲ့ဒီနေရာကိုရှောက်သွားတဲ့ခါမှာအံ့ဩစရာပဲဘုရားသခင်ကရေကိုရက်တန့်ပြီးတော့မှသူတို့ယော်ရမြစ်တစ်ဖက်ကန်းကိုဘုရားသခင်ကသူတို့ကိုရောက်ရှိပို့ဆောင်စေတယ်။ဒီနေ့ဘုရားသခင်ကလေတင့်ဘက်ကခြေလန်းလန်းမှုရတဲ့အခြေအနေကိုဘုရားသခင်စောင့်။တင်ရဘုရားသခင်ကိုစောင့်နေတဲ့ခါမှာဘုရားသခင်ကတင့်ကိုပြန်စောင့်။ဘုရားသခင်ကိုစောင့်နေတဲ့တခါကျရင်ကိုတော့အင်္ဂလိပ်သွားဖို့အလိုတော်ရှိလားအလိုတော်မရှိဘူးလားလာမင်းနေတယ်။နောက်ကဘာတော့ဘယ်လိုပြောလဲ။တင်တို့သွား၍ လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေပါသင်တို့ထိုင်လို့မပြော go therefore အင်းလူပြောမှာအဲ့မှာ therefore ဆိုတာဒါမှတ်တဲ့28 28စကုန်း20မှာဆိုရင်ဒါပြန်ဖတ်မယ်ဆိုရင်ဒါတွေ့ရမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အရှိန်မပြောတော့အဲ့ဒီ therefore လို့ဘာကြောင့်ပြောလဲဆိုတော့အဲ့ therefore လို့ခေါ်တဲ့အဲ့ဒီအပိုင်ငယ်28ရဲ့အပေါ်မှာဘာပြောလဲဆိုတော့ကောင်းကင်မှာရှိတဲ့အခွင့်အာဏာအလုံးစုံမြေကြီးမှာရှိတဲ့အခွင့်အာဏာအလုံးစုံငါခံရပြီတဲ့အဲ့ဒါကြောင့်လို့မင်းတို့သွားပါတယ် တော့ကျွန်တော်သွားတဲ့ခါမှာယူယူသွားတာမဟုတ်ဘူးဖရာသခင်ရဲ့အခွင့်အာဏာနဲ့သွားတာဖြစ်တယ်။သူများတွေသွားတဲ့ခါမှာဘလို့ဖြစ်တယ်လဲတော့မသိဘူး။ဒါပေမဲ့ကျွန်တော်တို့သွားတဲ့ခါမှာအဲ့ဒီနေရာမှာဖရာသခင်ရဲ့အခွင့်အာဏာသွားတဲ့အတွက်ကြောင့်ဖရာသခင်ကိုယ်တိုင်ကအရှိမလန်ရှင်လင်းပြီးတော့မှဖရာသခင်ပို့ဆောင်ပေးတယ်။အဲ့ဒီနေရာရက်မှာဖရာသခင်ကလူတွေရဲ့နှလုံးသားအသီးသီးကိုပြင်ဆင်ထားပြီးတော့မှကိုရော့ထန်လက်ပြန်ဖို့ရန်အတွက်နှလုံးသားအသီးသီးကိုဖရာသခင်ကပြော့ပြောင်းစေတာဖြစ်တယ်။ဒီအချိန်မှမှသင်ကိုယ်တိုင်က response မလုပ်ဘူးဆိုရင်ဘယ်အချိန်သွားလို့မှာ God created you for such a time as this. ယခုကဲ့သို့သောအချိန်မှာဘုရားသခင်ကတင့်ကိုဖြစ်ပွားစေပြီးတော့မှဘုရားသခင်တင့်ကိုဆင်းလွတ်တဲ့အရာနဲ့ပတ်သက်ပြီးတင်မတုံမြန်မနဲ့နေမလားကျွန်တော်အသက်ကြီးတဲ့ generation တော်များပါတယ်ဟေးငါတို့လက်ထက်မှာတခါမှဒီလိုငင်လင်ရုပ်တာမတွေ့ဘူးငါတို့လက်ထက်မှာဒါမျိုးလေးတခါမှအဲ့လောက်ရေပေးကြုံရတာမျိုးတခါမှတွေ့ဘူးအခုမှပဲငါတို့ကြုံဘူးတော့တယ် ငါတို့အရင်တော့ကြုံခဲ့တဲ့အတွေ့အကြုံနဲ့မတူတဲ့တကယ်အဆိုးအဆုံးအခြေအနေတွေကြီးပဲအခုကြုံတွေ့နေရတယ်။ဒါပေမဲ့အဲ့ဒီຢာရင်းနဲ့ပတ်သက်ပြီးတင်ညီးတွားစိတ်ပြတ်အားငယ်ခိုကိုရမဲ့ပြီးတော့မှတင်အဲ့ဒါကိုရွေးချယ်မလား။ဒါမှမဟုတ်ရင်တင့်ကိုဘုရားသခင်နှုတ်ကပတ်တော်ကပြောတယ်မှာအာယူ၍ရရင်ချင်းရှိပါ။မကြောက်နဲ့စမပြက်နဲ့တင်ဘုရားသခင်ကတင်တဲ့အတူရှိတယ်။မောရှင်နဲ့အတူရှိတဲ့ကဲတော့ငါမင်းနဲ့အတူရှိတယ်။ဘုရားသခင်ကဘာလို့ပြောရလဲ။ ယောရှုကိုပြောတာဒါဆိုရင်အဲ့ဒီယော်ရမိကိုဖျက်တဲ့ကမှာဥဆောင်ခဲ့တဲ့သူကဘယ်သူလဲယောရှုနေဘောတော်မှာကြံခဲ့တဲ့သူကတော့မောရှေခါနန်ပြည်ကိုမြင်သာမြင်ရတယ်ကျင်ခွင့်မရဘူးယော်ရမိကြီးကိုဖျက်ပြီးတော့မှဣသရာအမျိုးသားတွေခါနန်ပြည်ကိုဥဆောင်ပြီးတော့မှယောရှုကဥဆောင်မှာဝင်သွားတာသူမြင်ရတယ်ဒါပေမဲ့မောရှေကတော့မဝင်ရဘူးဒါပေမဲ့အဲ့ဒီယောရှုကမောရှေပေါ်မှာ ဖျားသခင်ဝိညာဉ်တော်ဆင်းသက်ပြီးတော့မှအလုဆောင်တကယ်တို့ပဲထိုယောရှုရဲ့အသက်တာထဲမှာလည်းပဲဝိညာဉ်တော်ရဲ့တကုန်းနဲ့သူကအမှုဆောင်နေတော်သူဖြစ်တယ်။နှုတ်ကပါတော်တပတ်ကိုဖတ်ဆင်းခြင်းနဲ့ယေရမိနဂါနိခိုင်ဆွန်ရဲ့အပိုင်ငယ်၅ကိုဖတ်ဆင်းခြင်းနဲ့သင်သည်ဆိုရင်ခြင်းမရှိဟာလေလုယာခြေတယ်လို့ပြောလို့ရှိရင်အပြည့်သမားကိုပြောတာဖြစ်တယ် အပြေးသမားနဲ့ဒီမှာရှိတဲ့သူတယောက်စံဘယ်နှယောက်ပြိုင်ပေးနိုင်လဲဥမာမာရသွန်ပြိုင်ပြေးတဲ့သူနဲ့တင်သွားပြေးနိုင်မလားတင်ရှာထွက်သွားမှာပေါ့အဲ့တော့ခြေတယ်လို့ပြောတဲ့အပြေးသမားနဲ့တော့မတင်ပြိုင်ပြေးတာမောနေတယ်ဆိုရင်မြင်းနဲ့ပြိုင်ပြေးကြည့်ရှာထွက်သွားလိမ့်မယ်မရဘူးမိတ်ဆွေမြင်းနဲ့လူနဲ့ဘယ်သူပြေးတာပုံမြန်လဲအေးအခုကလူနဲ့ပြေးတာတော့မပြိုင်ပြေးတာတော့မတင်မောနေမြင်းဆိုတော့သွားမစင်းစားနဲ့တို့လေးလောက်မယ်ဝိညာဉ်ရေးအသက်တာထဲမှာ တင်းတက်တာတည်းမှာယခုကြုံတွေ့နေရတဲ့အချိန်မှာသင်ကညီးတွားပြီးတော့မှငါတို့ဘယ်လိုလုပ်အောင်မလဲငါတို့ဆက်ပြီးတော့မှမပြေးနိုင်တော့ဘူးငါတို့ဆက်ပြီးတော့မှဒီအရာတွေငါတို့မခံနိုင်တော့ဘူးကြုံတွေ့ရတဲ့အရာတွေရတဲ့တစ်ခုပြီးတစ်ခုငါတို့မှဟိုဗမာစကားလိုပြောတော့နည်းနည်းတော့ရိုင်းသွားရင်ခွန်းလို့ပါကန်ဆိုးမှသွားရမိုးလိုက်လို့ရွာအဲ့လိုဖြစ်နေအဲ့လိုပုံစံမျိုးဖြစ်နေတဲ့အချိန်တွေမှာကျွန်တော်တို့ကဘယ်လိုလုပ်မလဲအဲ့လိုမျိုးဒုက္ခထဲမှာပဲကျွန်တော်တို့ညီးတွားပြီးတော့မှဆက်နေမလား How can I be a blessing for others? အာမင်ငါသူတစ်ပါးတွေအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေဖို့ရန်အတွက်ငါဘလို့အစီခံအဲ့ဒီ mindset သင်ရဲ့အသက်တာထဲမှာရှိလာရင်ဘုရားသခင်စလုံးလုံးလာ If you want to be a blessing for other God will make a way for you to be a blessing. Amen. ဘုရားသခင်အသင်သက်တာကောင်းကြီးဖြစ်လာဖို့နဲ့ဘုရားပြင်ဆင်လာ။ အဲ့တော့ယော်ဒန်မြစ်ကိုဖျက်ဖို့ရန်အတွက်ကဘုရားပါဆက်ပြောရလဲစိုးရင်ချင်းမရှိတဲ့ညင်ဝတ်စွာနေရတော့ပြည်နိုင်တဲ့မောလင်ပုံမှန်လေးနဲ့ကျွန်တော်မြင်မယ်အခုဒီမှာရန်ကုန်မှာနေတဲ့သူအောင်လက်ထောင်အခုဒီဒီမနေ့မှတခါတဲ့မန္တလေးကကားစီးပြီးတော့ဘုရားလာတဲ့သူရှိလားမရှိဘူးနော်ဟိုဘက်ကျွန်တော်တို့အင်းလေးရနေပြီးတော့ဒီမှာကားဟိုလေကားစီးပြီးတော့မညာလုံးမောက်စီးပြီးဘုရားလာတဲ့သူရှိလားမရှိဘူးဒါဆိုဒီမှာအခုအားလုံးဘုရားလာတဲ့ကြတာအားလုံးကရန်ကုန်ပါပဲဟုတ်တယ်မလား ဒါဆိုကျွန်တော်ပြောမယ်အခုလက်ရှိအချိန်ဒီမှာရန်ကုန်မှာနေရတာကအခြားနေရာမှာနေရတဲ့ဆာလို့ရှင်တင်းတွေ့ပိုလုံခြင်းမှုရှိတယ်မဟုတ်လားတင်းတွေ့ဆိုရင်ချင်းအချိန်ဒီကအခြားနေရာနဲ့ရှင်ကြည့်မယ်ဆိုလို့ရှင်တင်းပို့ပြီးတော့မှဆိုရင်စရာအကြောင်းမရှိဘူးမဟုတ်လားဆိုရင်ချင်းမရှိရငြိမ်းဝတ်စွာပြည်နိုင်နေနေရတဲ့တင်းမောလင်အခုတင်းကအခြားသောနေရာတွေတဲ့ရှင်မယ်ဆိုလို့ရှင်ဟုတ်ပါတယ်တင်းလောလောဆယ်တော့အမေရိကန်မရောက်သေးပါဘူးအင်္ဂလန်တို့ဖင်လန်နိုင်ငံတို့တင်းမရောက်သေးပါဘူးထားပါဦး အခုရန်ကုန်မှာရှိနေတဲ့အခြေအနေမှာအခြားနေရာတွေမှာငလင်ပေးကြောင်ခံနေရတယ်အစာအိမ်စာငတ်မှုခေါင်းမှုကြောင်ခံနေရတယ်စစ်ပေးကြောင်ရှောင်နေတယ်အဲ့ဒီထဲမှာသင်မပါဘဲနဲ့သင်ကအခုရန်ကုန်နေရာမျိုးမှာသင်ကညင်ဝတ်စွာနေနေရတယ်ဆိုရင်ညင်မရှိဘဲနဲ့သင်နေရတယ်ဆိုရင်အဲ့ဒီထဲမှာသင်ကနေပြီးတော့မှငါမောလိုက်တာဟဲ့ငါပင်ပန်းလိုက်တာဟဲ့ငါဒုက္ခရောက်လာတာပဲလို့သင်ပြောမယ်ဆိုရင်တဲ့ဘုရားပြောတယ်နှုတ်ကပါတော့ယော်ဒန်မြစ်ဂုံတီထဲမှာအဘယ်လိုပြုလိမ့်မည်နည်း ။ဟာလေလုယ။အဲ့ဒီယာရီအားလုံးတဲ့ဘုရားသခင်တင့်ကိုရှင်းလင်းစွာစကားပြောနေရာတစ်ခုပဲရှိတယ်။တင်စိတ်ဝင်စားတဲ့ရာအခြားတော့မဟုတ်ဘူး။ယော်ဒန်မြစ်ရဲ့ဂုံတွေကိုပဲစိတ်ဝင်စားမှာ။အာမင်။ဘာကြောင့်တိလား။အဲ့ဒီယော်ဒန်မြစ်ကို ဖြတ်ပြီးဘယ်ရောက်မှာလဲယော်ဒန်မြစ်မဖြတ်ဘဲနဲ့ခန္ဓာပြည်မရောက်ဘူးဝိညာဉ်ရေးအသက်တာထဲမှာလဲယော်ဒန်မြစ်ကဲ့သို့သောနေရာကိုသင်မဖြတ်ရင်သင်ရဲ့အသက်တာပြည် baby christian မဲ့သွားမှာဖြစ်မယ် ်ခလီခရီးရဲ့အသက်တာကဲ့သို့ပဲအသက်ရှင်နေဘယ်တော့မှမနာနှုတ်ကပတော်ပြောရနော်သင်ဆူတောင်းလို့လည်းမရအောင်ကျမ်းစာဖတ်လို့လည်းမရအောင်နှုတ်ကပတော်ပြောတယ်ဝိညာဉ်ရေးရအသက်တာထဲမှာဆူတောင်းကျမ်းစာဖတ်လို့မရတဲ့နေရာရှိတယ်။ဒါသင်ရဲ့အသက်တာဒီခလီသူငယ်ကဲ့သို့ပဲသင်ရှိနေတယ်ဆိုလို့ရှိရင်မနာရဲ့ဆောင်းနောက်ဆက်ချင်းနေသင်ကိုလာပြီးတော့မှတိုက်ခတ်ပြီးတော့မှသင်သက်တာပြဿနာတက်လာတဲ့အခါကျရင်သင်မခံနိုင်မနဲ့သင်ပြေးသွားနိုင်စရာအကြောင်းရှိတယ်။ရန်သူမာနကိုအောင်မြင်ဖို့ရန်အတွက်တင်းသည် ဝိညာဉ်ရေးရအတ္တဒါအခုရှိနေတဲ့ level ကနေနောက်တစ်ဆင့်သွားဖို့တက်ဖြစ်တယ်။ခန္ဓာပြည်ကိုမဝင်စားခင်အချိန်မှာယော်ဒန်မြစ်ကိုဖျက်ရတဲ့ကဲ့သို့ပဲယော်ဒန်မြစ်ဤဂုံအတရေကိုဘုရားသခင်တင့်ကိုပေးခြင်းတယ်။အဲဒီယော်ဒန်မြစ်ကိုတင်ဖြတ်တဲ့အခါမှာတင့်ရအတ္တဒါထဲမှာဝိညာဉ်ရေးရအရင်တော့သွားခဲ့မှုတွေအတွေ့အကြုံနဲ့မတူတော့ကျန်တဲ့မှာကျွန်တော်ကြမ်းလိုက်တစ်ပိုက်လာကဲလို့လာရှာပြယော်ဒန်မြစ်ဖြတ်ပြီးတဲ့အခါမှာဣသရေလမျိုးသားတွေတော်ပြီငါတို့အဲဂုရုပြည်ကိုပြောင်းကျင်လိုက်တာပြောတာရှိလားမရှိဘူး ယော်ဒန်မြစ်ကိုမပြတ်ခင်အချိန်အထိသူတို့ရဲ့အသက်တာထဲမှာအဂုရုပြည်ကိုပြန်တည်ရပြီးတော့မှတခါတခါဒုက္ခရောက်တဲ့ခါမှာပြန်သွားကျင်တော်ညာလည်းပဲယော်ဒန်မြစ်ကိုဖြတ်ပြီးတဲ့ခါမှာဖခင်ကသူတို့ရဲ့အသက်တာကိုနောက်ကျောင်းပြန်လဲတော်သူအဖြစ်ဖခင်ကအခွင့်မပေးတော့ဘူးသူတို့ရဲ့နှလုံးသားဒီလည်းပဲအရှိကိုပဲဆက်သွားဖို့ရန်အတွက်ဖခင်ကပြင်ဆင်ထားပေးတာဖြစ်တယ်။သင်အဝေးမကြည့်နဲ့။သင်ရဲ့ခေါင်း၊သင်ရဲ့လက်၊သင်ရဲ့ခြေထောက်တွေဘယ်သွားဖို့ပဲဥတည်စေရလဲ။အရှိ့ ဟုတ်တယ်မလားဒီလက်ကလည်းအရှိကိုပဲလွဲဖို့ရန်အတွက်ခြေထောက်ကလည်းအရှိကိုသွားပဲနောက်သွားကြည့်ပါလားဘယ်လိုဖြစ်မလဲတင်းနောက်မှာဗက်ကြည့်မယ်နေမှာရှိလားဒါမှမဟုတ်နောက်မှာလေးကိုကင်မရာတွေပဲရှိလားမရှိဘူးအရှိသွားဖို့ပဲဘုရားသခင်ကကျွန်တော်တို့ကိုပြင်ဆင်ဒါခရင်ရဲ့အသက်တာဒီအပေါ်တက်ချင်တက်မတက်အရှိကိုသွားတဲ့တက်တာဖြစ်မှာအာမင်နောက်ပြင်ဆိုတော့ခရင်ရဲ့တက်တာမဟုတ်ဘူးအာမင်တော်မြန်မာနိုင်ငံမှာဒီလိုအခြေအနေကြောင့်တွေ့ရတဲ့ချုပ်သောသူတွေအတွက်အခက်အခဲအကျက်အတဲအစိတားလို့မြင်ရတော့ညာလည်းပဲဖယားသားသမီးတွေအတွက်ထိုးရသည် ဘုန်းတော်ထင်ရှားဖို့အတွက်ဖြစ်တယ်။ယောရမိရဲ့ဂုံတရီဘုရားသခင်တင့်ကိုပေးခြင်းတယ်။အာမင်။အဲ့ဒီယောရမိရဲ့ဂုံတရီကယောရမိကိုမဖြတ်ဖဲနဲ့မရဘူး။ယောရမိကိုသင်ဖြတ်မှာပဲအဲ့ဒီယောရမိနဲ့ဆက်ဆိုင်တဲ့ဂုံတရီကိုသင်ရမှာဖြစ်တယ်။အဲ့ဒီယောရမိကိုဖြတ်သွားတဲ့အခါမှာသူရဲ့အသက်တာထဲမှာနောက်ချောင်းပြန်မလဲတော့ဘူး။ဘုရားနဲ့ပဲသူရဲ့အသက်တာလုံးဝစက္ကအနံ့မို့ရန်အတွက်ဆုံးဖြတ်တဲ့အတွက်ကြောင့် a better consecration နှလုံးသားကိုဘုရားသခင်ကအရေးပြားလီးပလက် အဲ့ဒီအသက်20နဲ့အသက်20အောက်အရွယ်တွေကခန္ဓာပြုကမဝင်စားခင်သူတို့တောထဲမှာအေးပြားတိချင်းမင်္ဂလာကိုမခံယူခဲ့ရယော်ဒန်မြစ်ကိုဖြတ်ပြီးတော့ဂိလကန်လာရက်မှာအေးပြားတိချင်းမင်္ဂလာကိုခံယူခဲ့တယ်အေးပြားတိချင်းမင်္ဂလာဆိုပါလေဖယားသခင်နဲ့ပဋိညင်ပြူတာဖြစ်တယ်ဘာပဋိညင်လဲအသွေးပဋိညင်ဖြစ်တယ်ဖယားသခင်ကမင်းတို့ဘိုးဘေးတွေညမှာရတယ်လေမင်းတို့ကငါလူမျိုးကြီးဖြစ်စေမယ်လေလူမျိုး၄၀လွန်ပြီးတဲ့အခါမှာမင်းတို့ရဲ့သားသမီးတွေကိုငါတပံပြန်ပြီးတော့မှခန္ဓာမျိုးပို့ဆောင်မယ်လေ မာရေကဘုရားသခင်ရေးထားတယ်။ကဘာဦးချမ်းမာရေကဘုရားသခင်ပြောထားပြီးသား။အဲ့ဒီရောက်ကိုဘုရားသခင်ကပြန်ပြီးတော့မှအောင်မေတ္တရရစေပြီးတော့အဲ့ဒီဣတလာအမျိုးသားတွေဂိလဂါလာရက်မှာအယေပြားလိကြီးမင်းလာကိုခံယူရတယ်။ဒါဆိုဒီနေ့ဒီချိန်မှာကျွန်တော်တို့ကသွားပြီးတော့မှအမျိုးသားတွေအယေပြားသွားလိပြီးတော့မှအယေပြားလိကြီးမင်းလာခံအဲ့တော့ပြောနေတာမဟုတ်ပါလေ။ Cutting away of your flesh desire တင်းနဲ့ပတ်သက်တဲ့တင်းရဲ့ဇာတိပိတိအသွေးသားဆန္ဒရာတွေအားလုံးကိုဖြတ်တောက်ပစ်ချင်းသည် အရေပြားလီချင်းမင်္ဂလာကိုခံယူခြင်းဖြစ်တယ်။ဇာတိနဲ့ပတ်သက်တဲ့နောက်ကျောင်းပြန်လဲခြင်းနဲ့ဆိုရဲရတယ်။ဇာတိနဲ့ပတ်သက်တဲ့ຢာတွေကိုပဲအခွင့်ပေးပြီးတော့မှအသက်ရှင်နေရတယ်။အဲ့ဒီຢာတွေအားလုံးကိုတော်ပြီးတန်းပြီး it is finished ။ငါပြန်သွားစရာအကြောင်းမရှိတော့ဘူး။အားကြောင့်လဲငါယော်ရမြစ်ကိုဖျက်ပြီးသွားပြီ။ငါယော်ရမြစ်ရဲ့ဂုံတရီထဲမှာပဲအသက်ရှင်တော်သူဖြစ်တယ်။အဲ့ဒီယောရမိရဲ့ဂုံသရီကလေသူတို့ရဲ့အသက်တာထဲမှာလေနောက်ကျောင်းပြန်လဲစရာမလိုဘဲနဲ့ရဲရဲကြီးစိန်ခေါ်ဖို့အကြောင်းဖြစ်လာတယ် ယောရှုကဘယ်လိုစင်ကုန်ပြလိုက်လဲ as for me and my house we will serve the lord ငါနဲ့ငါအိမ်တော်မိသားစုဖြစ်ရင်တော့ထာဝရဘုရားကိုငါဝတ်ပြုမယ်ထာဝရဘုရားကိုငါအစေခံမယ်မိတော့ငါမသိဘူးငါလူတွေအများကြီးဥဆောင်နေဆိုတော့ရမှန်းတယ်ငါအများကြီးပဲဘုရားသခင်နိုင်ငံတော်တွေမှာပါဝင်စေခံတာမှန်းတယ်ဒါပေမဲ့မင်းတို့ငါမသိဘူးမင်းတို့ကြိုက်တဲ့ဘုရားကိုမင်းတို့မြေကြီးတွေမှာရှိတဲ့ဘုရားဘုရားတွေကိုမင်းတို့ကိုးကွယ်မလား အဲ့ဒီဖရားတွေကိုမင်းတို့ဝုပြုမလားဒါပေမဲ့ငါနဲ့ငတ်ရင်တော့မိသားစုကတော့ထာဝရဖရားကိုပဲကိုယ်ကိုယ်ဝုပြုမယ်အာမင်နောက်ကျွန်တော်ပြောချင်တယ်မိသားစုများအခုလောခင်းရင်တဲ့အချိန်မှာတင်တင်ကိုယ်တိုင်တင်းရဲ့မိသားစုသည်တမာတရားနဲ့သွားတော့မိသားစုဖြစ်ဖို့ရန်အတွက်တင်းအဝန်တာထားဖို့တဲ့ကျွန်တော်အားပေးချင်တယ်မိတ်ဆွေတင်းနဲ့တင်းတော်မိသားစုကထာဝရဖရားကိုကိုးစားသောအိမ်တော်မိသားဖြစ်ဖို့တဲ့ဖရားသခင်လို့ရှိတယ်မိတ်ဆွေကျွန်တော်ဘလို့ပဲတရားဟောနေနေကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ရဲ့မိသားစုမပြောင်းလဲဘူး ကျွန်တော်ရဲ့မိသားစုတွေမှာရှိတဲ့ကျွန်တော်ရဲ့သားသုံးယောက်အသက်တာထဲမှာမပြောင်းလဲမှုဆိုရင်ကျွန်တော်ဘယ်လိုသွားပြီးတရားဟောနိုင်မှာလဲကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်ကလူတွေကိုသွားပြီးခွန်အားပေးနိုင်မှာလဲမင်းအိမ်မှာမင်းအရင်လုံးလေကွာပြီးမှမင်းငါတို့တရားလာဟောဖို့လို့သူများကျွန်တော်ပြောမှာပဲတောင်ထုံးလေးကမသိရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့မှယောရှုကဲဆိုပဲငါနဲ့ငါအိမ်တော်မိသားစု as for me and my household we will serve the lord ဒီအပြင်မှာကျွန်တော်တို့လိုမျိုးသွားပြီးတော့မှအင်္ဂလိပ်သတင်းစကားဟောဖို့ရန်အတွက်ပြောဖို့ရန်အတွက် ။သွားပြီးတော့မှသင်ကိုယ်တိုင်အစီခံဖို့ရန်အတွက်သင်ရဲ့အသက်တာထဲမှာအဲ့လိုအခြေအနေမပေးဘူးဆိုရင်အကောင်းဆုံးသင် reach out လုပ်ရမယ့်နေရာဒီသင်ရဲ့အိမ်တော်မိသားစုဖြစ်တယ်။သင်ဟောတယ်မပြောင်းလဲဘူး။သင်ပြောတယ်မပြောင်းလဲဘူး။ဆွတောင်းပေးနေတယ်မပြောင်းလဲဘူးစိတ်ထဲမှာကြနေဘုရားသခင်လို့လုပ်လိမ့်မယ်။စိတ်တော်လုံးဝမကြနဲ့ဘုရားသခင်လည်းလုံးမယ်မဖြစ်နိုင်ဘူးဆိုတဲ့အရာဘုရားသခင်တရှင်ရီမှာမရှိဘူးတခြားတရှင်ရီမှာတော့ရှိရင်ရှိလိမ့်မယ်မဖြစ်နိုင်ဘူးလို့ပြောတဲ့ impossible ဆိုတာဘုရားသခင်တရှင်ရီမှာမရှိဘူး with god all things are possible ယောရမိရဲ့ဂုံတွေထဲမှာအသက်ရှင်အောင်ယဉ်ကျက်တဲ့ဘုရားသားအဖြစ်ယက်တီဖို့ရန်အတွက်ယောရမိကိုသင်ဖြတ်ဖို့အတွက်လိုအပ်တယ်မိတ်ဆွေ။